င်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူစိတ်ဝင်စားစရာကျမ်းစာခန္ဓာခန်းကို လေ့လာကြည့်ကြအောင်ဓမ္မတိကျမ်းထဲကရှင်ယာကုပ်ဩဝါဒစာအခန်းကြီး9ပါဟုတ်ကဲ့ဒီကျလေးတွေကိုတော့ The Wise Believers ကနေပြုစုထားတဲ့လေ့လာချက်တွေပေါ်မှာအခြေခံပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီအခန်းကြီးကလေအကြောင်းအရာတော်တော်စုံနေကျော်ဝါချမ်းသာမှုအကြောင်းပါတယ်စိတ်ရှည်ခြင်းဆူတောင်းခြင်းပြီးတော့ယုံကြည်သူအချင်းချင်းတောင်းဝန်ယူမှုဆိုတာတွေပေါ့အတော်လေးလက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေပေးထားတာတွေ့ရတယ်ဆိုတော့ ဒီလိနဲ့တဲ့တင်းစကားတွေကိုတူတူဆွေးနွေးကြည့်ကြအောင်ပေါ့ဟုတ်ကဲ့ဒီအခန်းကတကယ်ပဲစိတ်ဝင်စားစရာကောင်းပါတယ်ဘာလို့လဲဆိုတော့လေလူမှုရေးတရားမျှတမှုကိစ္စတွေနေအမ်ကိုပိုင်ဘောရဲ့အခက်ခဲတွေအထိပေါ့ယုံကြည်သူတယောက်ကြုံတွေ့နိုင်တဲ့အခြေအနေမျိုးစုံအတွက်လိုက်နာခြင်းသုံးနိုင်မဲ့အကြံပြုချက်တွေကိုတစုတစီတည်းပေးထားသလိုပဲရှောင်းရန်ဆောင်းရန်လေကိုလည်းတက်တက်ပြောဟတာတွေ့ရလိမ့်ရှင်ဟုတ်ပြီအခန်းကိုစဖက်လိုက်တာနဲ့အရင်ဆုံးတတိထားမိတာကချမ်းသာတဲ့သူတွေကိုပြောထားတဲ့စကားလုံးတွေပဲ အမ်တော်တော်လေးပြင်းထန်တယ်လို့ပြောရမယ်။ရွှေရကွက်ကမတရားစီးစိမ်ရှားပြီးတော့လေအလုတ်သမားတွေကိုခေါင်းပုံဖြတ်နေတဲ့တတိယတွေကိုတော်တော်လေးပြစ်တင်ပြောဆိုထားတာ။အေးဟုတ်ပါတယ်။သူတို့စုထားတဲ့စီးစိမ်ဩစာတွေပုတ်တိုးကုန်ပြီးတော့အဝတ်အစားတွေပိုကိုက်စားပြီးတော့ဆိုတော့ပုံငယ်မျိုးတွေတုံးထားတယ်။ဟုတ်ကဲ့။အဲ့ဒီပုံငယ်တွေကတကယ်ကိုအားပါတယ်။ရွှေတွေငွေတွေတောင်တန်ချေတတ်မယ်။အဲ့ဒီတန်ချေကပဲသူတို့ကိုပြန်လောင်ကျွမ်းလက်မယ်ဆိုတဲ့အထိတုံးလုံးထားတာ။ ဆိုလိုတာကသူတို့ရဲ့စီစဉ်ဥစ္စာတွေကအဆုံးမှာသူတို့ကိုအကာအကွယ်မပေးနိုင်တဲ့ပြင်အဲသူတို့ရဲ့မတရားမှုတို့အတွက်တိတ်တယ်ဖြစ်လာလိမ့်မယ်ဆိုတဲ့သဘောမျိုးကအထူးသဖြင့်ကျွန်တော်သတိထားမိတာကဟုတ်တယ်အလုတမားတွေရဲ့လှုပ်အားခတ်လိန်လေထားတဲ့ကိစ္စပဲလေကွင်းတွေကလှုပ်သားတွေရဲ့အော်ဟစ်တောင်းဆိုတဲ့ကကောင်းကင်ဘုံရှင်ဘုရားသခင်ရဲ့နားတော်စီရောက်ပြီတဲ့ဒါကတော်တော်လေးနဲ့တဲ့ဆွဆွဲချက်ပဲဒီချက်ကဘာကိုအဓိကပြောချင်တာလဲဆရာမား ဒီနေရာမှာတရီးဖြူစရာကလေရှင်ရကုကချမ်းသာကြွယ်ဝခြင်းဆိုတဲ့အခြေအနေကြီးကိုဆန့်ကျင်နေတာမဟုတ်ဘူးဆိုတာပါပဲ။အော်ဟုတ်ကဲ့။အဓိကပြမကအဲ့ဒီစီဇန်ကိုဘလို့ရယူတယ်လဲပြီးလို့ဘလို့အသုံးပြုတယ်လဲဆိုတဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာမေးခွန်းတွေပါ။တနည်းအားဖြင့်စီဇန်ဥစ္စာကိုအလွဲသုံးစားလို့တာအထူးသဖြင့်အားနေတဲ့သူတွေလှုပ်အားပေးတဲ့သူတွေအပေါ်မှာမတရားဖြစ်နေခုံမှုဖြစ်တာကိုပြင်းပြင်းထန်ထန်ကန့်ကွက်နေတာပါ။ ါကဖျားသခင်ရဲ့တရားမြတ်တာမှုပြီးတော့လူမှုအတိုင်းဝိုင်းတွေကစီဝိုင်းချင်းဝတ်ဆိုင်ရာ အခြေခံမူတွေနဲ့တိုက်ရိုက်ပတ်သက်နေတာပေါ့လို့ချမ်းသာတာကပြဿနာမဟုတ်ဘူးအဲ့ဒီချမ်းသာမှုကိုဘလို့ရတယ်လဲဘလို့တုံးနေတယ်လဲကပြဿနာပါဒါဆိုရင်စိတ်ဝင်စားစရာမေခွန်းတစ်ခုပါလေဒီနေ့ခေတ်ရဲ့ရှုပ်ထွေးပွေလီလာအဲကဘာစီဝါရဲ့စနစ်တွေရင်းနှီးမြှုပ်နှံမှုကွင်းဆက်တည်တဲမှာပေါ့ကိုယ့်ရဲ့စီဝါဥစ္စာရှာဖွေမှုဟာ ူကဘာကို မတရားခေါင်းမုံပြရကနေကင်းရလာဆိုတာကိုလူတယောက်အတင်းနဲ့ဘလို့ရိုးရိုးသားသားဆန်းစစ်နိုင်မလဲဒီရှေးဟောင်းမူတွေကိုလက်တွေ့ဘဝမှာဘလို့ချင်ကအတုံးချနိုင်မလဲဒါကတကယ်ပဲအရေးကြီးတဲ့မေးခွန်းမှာရှင်ရာကိုရဲ့စကားရာဆိုရင်လောလင်ပွင့်လင်းမြင်သာမှုတောင်းဝန်ယူမှုကိုရဲ့လူဆောင်ချက်တွေကအောက်ခြေအဆင့်လူတန်းစားတွေအပေါ်ဘလို့တက်ရောက်မှုရှိနေလဲဆိုတာကိုအမြဲတမ်းဆန်းစစ်နေဖို့လိုအပ်တယ်လို့ဆိုနိုင်ပါတယ် ကိုယ့်ရဲ့အချိုးမြက်ကသူတစ်ပါးရဲ့နင့်နာမှုအပေါ်မှာတိဆောက်နေသလားဆိုတာကိုရိုးသားစွာမေးခွန်းထုတ်ဖို့ပေါ့ပြီးတော့ကိုယ့်ရဲ့စီးစဉ်ကိုကိုကျိုးအတော်တက်တက်မဟုတ်ပဲအများအချို့အကျွတ်အချို့သဖြင့်လိုအပ်နေတဲ့သူတွေကိုကူညီဖို့ဘလို့အသုံးပြနိုင်မလဲဆိုတာကိုစဉ်းစားဖို့တိုက်တွန်းနေတယ်လို့မြင်ပါတယ်ရှင့်အဲ့ဒီလိုမတရားမှုတွေခေါင်းပွန်ဖျက်မှုတွေပြင်းပြင်းထန်ထန်ဖော်ပြပြီးရအောင်ပါလေအဲ့ဒီလိုဖျက်နှိပ်ခံရတဲ့သူတွေဒါမှမဟုတ်ပြည်ယုံကြည်သူတွေအနေနဲ့ပေါ့ဘလို့စိတ်တက်မျိုးမွေးမြူထင်တယ်လဲဆိုတာကိုရှင်ယာကုကစစ်ဖီလာညွန့်ထားပြင်းတယ် အဲ့ဒါကတော့စိတ်ရှည်ခြင်းပဲဟုတ်ကဲ့စိတ်ရှည်ခြင်းတခင်ဖျားတန်ကြွလာမဲ့အချိန်ဒီစိတ်ရှည်တန်ခါဖို့တိုက်တွန်းထားတာဟုတ်ပါတယ်ဒီနေရာမှာသုံးထားတဲ့ဥပမာကအင်မတန်လက်တွေ့ကြတယ်အဖိုးတန်တဲ့အသီးနှံကိုရဖို့အစောမိုးအနောင်မိုးကိုစိတ်ရှည်ရှည်နဲ့စောင့်မျှော်နေရတဲ့လယ်သမားကိုဥပမာပေးထားတာဟွန်းလယ်သမားကအမျိုးစစ်ကျေးပြီးနောက်နေ့ရိတ်သိမ်းဖို့မျောလင်းလို့မရဘူးလေအချိန်တန်မှယာတီဥဒုချင်းကြီးပေးမှရိတ်သိမ်းရမှာ ဒီလိုပဲယုံကြည်သူတွေလည်းဖျားသခင်ရဲ့အချိန်ကာလကိုသူ့ရဲ့စီရင်မှုကိုစိတ်ရှည်စွာစောင့်မျှော်ဖို့လိုတယ်ဆိုတဲ့သဘောပါပဲဒီတော့တမဟောင်းကျမ်းတဲကယောဘကိုလည်းဆန္ဒမှုနာအချက်ဖော်ပြထားတယ်နော်ယောဘကစိတ်ကူးနဲ့တောင်မမန်းစားနိုင်တဲ့ဆုံးရှုံးမှုတွေဒုက္ခဝေဒနာတွေကြုံခဲ့ရပြီးမြဲအဲဖျားသခင်ရဲ့ပေါ်ထားတဲ့သူ့ရဲ့ယုံကြည်စိတ်ချမှုကိုမစွန့်လွတ်ပဲကြံ့ကြံ့ခံယက်တီခဲ့သူပါမှန်ပါတယ် ဒါကကြုံတွေ့နေရတဲ့အခက်ဖြဲတွေကြားမှာအားငယ်နေသူတွေအတွက်အားပေးမှုတစ်ခုဖြစ်စေခြင်းတဲ့သဘောထင်တယ်နော်အတိအကျပါပဲဒီစိတ်ရှိခြင်းကိုအလေးပေးရတဲ့နောက်ခံအကြောင်းရင်းကိုကြည့်ရင်လေဒါဟာခက်ခဲတဲ့အချိန်တွေဖိနှိပ်မှုတွေကြုံတွေ့ရခြင်းဒါမှမဟုတ်ကိုမျောလန့်တောင်းတနေတာတွေချက်ချင်းဖြစ်မလာတဲ့အခါမှာယုံကြည်ခြင်းမပြတ်ပြားတော့ကြံ့ကြံ့ခံရည်တည်နေဟုအားပေးနေတာပါတနည်းအားဖြင့်ဒါဟာဝိညာဉ်ရဲ့ရင်ကျက်မှုရဲ့အမှန်တရားတစ်ခုယုံကြည်ခြင်းရဲ့စံသက်မှုတစ်ခုလို့ထင်နေတယ် ဟုတ်တယ်မလားလက်တွေ့ဘဝမှာစိတ်ရှည်ဖို့ဆိုတာတကယ်ကိုစိန်ခေါ်မှုတစ်ခုပါဒါပေမဲ့ဒီကျမ်းပိုကအဲ့ဒီခက်ခဲတဲ့ရည်သွေးရဲ့ကြံပိုးကိုမြင်တတ်ဖို့မွေးမြူဖို့တိုက်တွန်းနေတာပါပဲစိတ်ရှည်ခြင်းအကြောင်းပြောပြီးတဲ့အခါမှာလေအတိုင်းဝိုင်းအတွင်းမှာအချင်းချင်းဘလို့ကုညီဆောင်ရှောက်ရမလဲဆိုတဲ့လက်တွေ့ကြတဲ့လမ်းညွန်ချစ်ပြူကိုဆက်ပေးထားတယ်အထူးသဖြင့်တရုတ်ရောက်နာမကျင်းဖြစ်လာရင်ဘာလုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြတယ်အတင်းတော်အကြီးအကဲတွေကိုခေါ်ပါတယ်ပြီးတော့တခင်နာမတော်နဲ့စီလင်းပေးပါ ယုံကြည်ခြင်းနဲ့ဆုတောင်းပါတဲ့ဟုတ်ကဲ့ဒီညွန်ကြားချက်မှာအဓိကလှုပ်ဆောင်ချက်၃ခုကိုတွေ့နိုင်တယ်ရှင်အကြီးကြီးတွေကိုဖိတ်ခေါ်ခြင်းကအတိုင်းဝိုင်းရဲ့ကြောက်ဝင်ညူမှုနဲ့ဝိညာဉ်ရဲ့ဥဆောင်မှုကိုပြတယ်စီလင်းချင်းကအဲ့ဒီခေတ်ကကုသမှုဆာယာလှုပ်ဆောင်ချက်တခုဖြစ်နိုင်တယ်လို့ပိုရေးကြည်ရကဖျောက်ထင်ရဲ့ဂျင်းဝတ်ချင်းကုသချင်းတံကိုနဲ့တန်ရှင်ဘဝိညာဉ်တော်ရဲ့လှုပ်ဆောင်ခြင်းကိုကိုးစားပြတဲ့သင်္ကေတဖြစ်ရှုမြင်နိုင်ပါတယ်တတိယအရေးကြီးဆုံးကတော့ယုံကြည်ခြင်းနဲ့ဆုတောင်းခြင်းပဲစိတ်ဝင်စားစရာကောင်းတာက ဒီလိုလုချင်းအားဖြင့်ရလာမယ်ရလက်ကိုပြောတဲ့အခါနာမကျန်းသူကြမှာလာမယ်ကိတော့အကယ်၍သူအပြစ်ပြုမိခဲ့ရင်အဲ့ဒီအပြစ်တွေလည်းခွင့်လွှတ်ခြင်းခံရမယ်လို့ဆိုထားတယ်ဟုတ်ပါတယ်ကာယကြမှာခြင်းနဲ့ဝိညာဉ်ရဲ့ခွင့်လွှတ်ခြင်းကို အတူတကွချိတ်ဆက်ဖော်ပြထားတာက အတော်လေးနည်းနည်းတယ်နော်အင်းဒီအချက်ကယုံကြည်သူ အတိုင်းအဝါရဲ့သဘောတဘာဝကိုထင်ဟပ်စေပါတယ်။တယောက်ဒုက္ခရောက်ရင်ဝိုင်းဝန်းကူညီဖို့ အထူးသဖြင့်ဝိညာဉ်တရားတာဝန်ရှိသူတွေကဥဆောင်လက်ညှိုးမှုပေးဖို့လိုအပ်ကြောင်းပြရတယ်။ဒါပြင်ယုံကြည်ခြင်း၊စုတောင်းခြင်း၊ကာယကြမ္မာရင်နဲ့အပြစ်ခွင့်လွတ်ခြင်းတို့ကြားကရှုံထွေးနဲ့ဆက်နွယ်မှုကို ဖော်ထုတ်ပြတာနေတယ်။ဒါကကျွန်တော်တို့ကိုစဉ်းစားစရာတစ်ခုပေးပါတယ်။ယုံကြည်ခြင်းနဲ့ကိုကန္တာကျမရဲ့ကြားကဆက်ဆက်မှုကိုဘလို့နားလည်တဲ့တယ်လေအမြင်လန်းတရက်အချိုကျလာဒါမှမဟုတ်ပုံနှဲနှဲတဲ့အတိုင်းအတာရှိနေသလားဆိုတာပေါ့ဆူတောင်းခြင်းအကြောင်းကို ဆက်ပြီးအလေးပေးတဲ့အနေနဲ့ရှင်ယာကုပ်ကဖြောင်းမတ်တော်သူဤတိုးလျိုးဆူတောင်းခြင်းသည်အလွန်တန်ခိုးပါ၏အကျိုးများ၏လို့အခိုင်အမာပြောထားတယ်။ဒီစကားကယုံကြည်သူတွေအတွက်တကယ်ကို အားရှိစရာ ကတိတစ်ခုပဲ။ဟုတ်ကဲ့ဒီနေရာမှာဖြောင်းမတ်တော်သူဆိုတာဘလိုမျိုးလူမျိုးကိုရည်ညွှန်းတာလဲဆိုတာစဉ်းစားဖို့ကောင်းပါရဲ့ရှင်။ဒါကအဖြစ်လုံးဝကင်းစင်တဲ့သူကိုဆိုလိုတာလား။ဒါမှမဟုတ် ဖျားရခင်နဲ့မှန်ကန်တဲ့ဆက်ဆံရေးရှိပြီးသူ့ရဲ့လမ်းစဉ်အတိုင်းရှောက်လန်းဖို့စိတ်မလုံးအကျွမ်းမဲ့ကြိုးစားနေသူကိုဆိုလိုတာလားကျမ်းပညာရှင်အများစုကတော့ဒုတိယအသေးပေကိုပို့ပြီးလက်ခံကြပါဗါးအရေးကြီးတာကဖျားသခင်ရှင်မှာယူတာဖြောင့်မတ်တဲ့စိတ်နှလုံးနဲ့ဆုတောင်းခြင်းမှာအလွန်တန်ခိုးပါရဲ့အကျိုးများ၏ဆိုတဲ့စကားရက်ကလည်းဆုတောင်းချက်တာတက်ကြပြီးအစွမ်းထက်တယ်လို့ဆောင်ရက်ပက်စစ်ဖြစ်နေတာမဟုတ်ဘူးဆိုတာကိုညွှန်ပြနေတာပေါ့ဒီအချက်ကိုပို့ပြီးတရဝင်စေဖို့ ရောဖက်အေလိယရဲ့ဥပမာကို ထုတ်သုံးထားတယ်။အေလိယကကျလိုလိုလိုပဲအာနေချက်တီခန်းစားချက်တီရှိတဲ့တာမန်လူသားတယောက်ပဲတဲ့။ဟုတ်ပါရဲ့။ငါတို့ကဲသူဝင်ခန်းစားတတ်တော်သဘောရှိတော်လူလိုတုံးထားရော။ဟုတ်တယ်။နောက်မဲ့သူ့ရဲ့ဆက်ရထထန်တဲ့စူတောင်ရင်းကြောင့်၃နှစ်နဲ့၆လောက်ပတ်လုံးမိုးမရွာအောင် တားဆီးနိုင်ခဲ့တယ်။ပြီးတော့သူပြန်စူတောင်တဲ့အခါမှာမိုးကောင်းကင်က မိုးရွာစေခဲ့ပြီးမြေကြီးကအတိယနန်ဒီပြန်လဲတီးပွင့်စေခဲ့တယ်လို့ဆိုတယ်။ အေလီယာရဲ့ဇလန်းကနေကျွန်တော်တို့ဘာတင်ယူလိုက်တယ်လဲဆိုတော့လေသူကထူချားတဲ့လူဆွမ်းကောင်းမို့လို့သူစူးတောင်းချက်တွေပြေးတာထက်သူဟာငါလိုကဲတော်ပင်ခန်းစားတတ်တော်သဘောရှိတော်သူဖြစ်လက်နဲ့တောင်းစိတ်ထက်တန်စွာယုံကြည်ခြင်းနဲ့စူတုံးခဲ့တဲ့အတွေ့အန်အော့ဖွယ်ရာအကျိုးတရားမှုတွေဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုပြနေတာပါ ဒါကြောင့်ရှင်ရကုတ်ကဒီဥပမာကိုသုံးပြီးစူတောင်းခြင်းဆိုတာအလံဝေးတဲ့အရာမဟုတ်ကိုတာမန်ယုံကြည်သူတွေရဲ့လက်တွေ့ဘဝမှာ အစွမ်းထက်တဲ့အင်အားတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုအားပေးနေတာပါ။ဒါဟာတကယ်စိတ်တက်ကြနေခြင်းမျောလင်းချက်မဲ့နေခြင်းမှာအာရုံဖြစ်စေမယ့်အချက်တစ်ခုပဲ။အခန်းကြီးရဲ့နောက်ဆုံးအပိုင်းကိုရောက်လာတဲ့အခါရှင်ရကုတ်ကအတိုင်းအဝိုင်းအတွင်းကအချင်းချင်းတာဝန်ယူမှုဆိုတဲ့ခေါင်းစဉ်ကို ပြန်လည်လာပြန်တယ်။ အမှန်တရားလမ်းကြောင်းကနေတွေ့ဖြေသွားတဲ့ညီကိုမုံနှမတရားရောက်ကိုတွေ့ရင်ပေါ်လေသူ့ကိုလမ်းမှန်စီပြန်ခေါ်လာဟုတိုက်တွန်းထားတယ်ဟုတ်ကဲ့ဒီညမှာတုံးထားတဲ့လမ်းလွဲခြင်းဆိုတာကယုံကြည်ချက်အမှားအယွင်းတွေကြောင့်ဖြစ်နိုင်တယ်လို့အကျစ်စာရိတ္တပိုင်းဆိုင်ရာချွတ်ချော်မှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ချင်းဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေအတိုင်းဝိုင်းရဲ့တာဝန်ကအဲ့ဒီသူကိုပြစ်ပယ်ဖို့ဝေဖန်ရှုတ်ချဖို့မဟုတ်ဘဲမေတ္တာနဲ့နှိမ်ချမှုနဲ့ပြန်လဲခေါ်ဆောင်ဖို့ဖြစ်တယ်လို့ဆိုလိုရင်းမှာ အဲ့ဒီလိုလမ်းမှန်ပြန်ရောက်အောင်ကူညီခေါ်ဆောင်တဲ့သူအတွက်ပေးထားတဲ့ကတိကလည်းအင်တန်ကြီးမားတယ်နော်အဲ့ဒီလိုလှုပ်တဲ့သူဟာလမ်းလွဲနေသူရဲ့ဝိညာဉ်ကိုတေးခြင်းကနေကယ်တင်ရာရောက်မယ်ပြီးတော့အဖြစ်များစွာကိုလည်းဖုံးအုပ်ရာရောက်မယ်လို့ဆိုထားတယ်ဟုတ်ပါကိုယ့်ရဲ့မေတ္တာဘာရကြိုးပမ်းမှုကတဆုံတယောက်ရဲ့သာဝရကံကြမ္မာအပေါ်မှာအပြုတ်သဘောတက်ရောက်မှုရှိနိုင်တယ်ဆိုတာကတကယ့်ကိုအားရှိစေတာပဲဒါကယုံကြည်သူအတိုင်းဝိုင်းရဲ့အနစ်တာရကိုဖော်ပြနေတာပါပဲတယောက်နဲ့တယောက်ကြောင့်ခိုင်းထားလို့မရဘူး အရှင်ချင်းရဲ့ဝိညာဉ်ကြီးရအတ္တအပေါ်မှာတာဝန်ရှိတယ်ဆိုတဲ့သဘောတရားပါဒါဟာပျောက်သောတိုးကိုလိုက်ရှာတဲ့ကောင်းလောတိုးထင်းရဲ့စိတ်တက်မြို့လေတူလေရှင်အဖွဲ့ဝင်တဦးချင်းစီကတန်ဖိုးရှိတယ်ဘု து ကောမှာအဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့စိတ်နဲ့တယောက်ကိုတယောက်ဆောင်းလျှောက်ထိုးတဲမှတ်ဖြစ်ဖို့တိုက်တွန်းနေတာပါဒါအဖြစ်ရှာခြင်းဝေဖန်ရှိတဲ့ပြက်လက်တိဆောက်ခြင်းကုစားခြင်းကိုဥတီတဲ့ချင့်ခတ်မှုဖြစ်ပါတယ်ဒီတော့ရှင်ရခုအခန်းကြီး9တခုလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်ရင်ဒီနေ့ခေတ်ကျွန်တော်တို့လက်တွေ့ဘဝအတွက်ယူစရာသင်ခန်းစာတွေအများကြီးပဲနော် ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကိုယ့်ရဲ့လှုပ်ဆောင်မှုတိုင်းမှာယောသားမှုတရားမျှတမှုကိုလက်ကင်ထားဖို့အရေးကြီးကြောင်းသတိပေးတယ်ဟုတ်ကဲ့အဘိဘဝရဲ့အခက်အခဲတွေဆောင်းဆိုင်ရဲ့အခြင်းတွေကြုံလာတဲ့အခါလေသမားလိုယောဘလိုစိတ်ရှိတီးခန့်တတ်ဖို့လိုအပ်ကြောင်းသင်ယူရတယ်ဖက်ဖြေပြောရရင် အခက်အခဲကြုံတဲ့အခါကိုယ်တိုင်ဖြစ်စေအခြားသူဖြစ်စေ နာမကျန်းဖြစ်တဲ့အခါဒါမှမဟုတ်တဆုံတယောက်လမ်းမရောက်နေတာမြင်တဲ့အခါဆူတောင်းခြင်းရဲ့တန်ခိုးနဲ့ အတိုင်းဝိုင်းရဲ့ထောက်ပံ့ကူညီမှုရဲ့အရေးပါပုံကို တွေ့ရတယ်ရှင်။ဒီအချက်တွေအားလုံးဟာတီးခြားစီမဟုတ်ဘဲတစ်ခုနဲ့တစ်ခုဆက်ဆက်နေတယ်။တရားမေတ္တာစွာအသက်ရှင်ခြင်း၊စိတ်ရှိခြင်း၊စူတောင်းခြင်းနဲ့အတိုင်းဝိုင်းကိုတန်ကိုထားခြင်းဆိုတာတွေဟာယုံကြည်သူတယောက်ရဲ့ဟန်ချက်ညီနဲ့အတ္တတအတွက်အပြန်လန်ချိတ်ဆက်နေတဲ့မန်ဒိန်းတွေလိုပါပဲ။ဟုတ်ကဲ့။ ဒီနေ့တော့ The Wise Believers ကနေဖြစ်ဆုထားတဲ့အချက်လက်တွေကိုအခြေခံပြီးတော့ရှင်ယာကော့အော်ဒါစာအခန်းကြီး9ရဲ့ကအဋိကသတင်းစကားတွေကိုကျွန်တော်တို့အထူးထူးလေ့လာဆွေးနွေးခဲ့လာဖြစ်ပါတယ်။ချမ်းသာလူတွေကိုတတိပေးခြင်းကနေစိတ်ရှည်ခြင်း၊စူတောင်းခြင်းရဲ့တန်ကိုပြီးတော့အချင်းချင်းတောင်းဝန်ယူမှုအထိလက်တွေ့ကျတဲ့အချက်လက်များစွာကိုဆွေးနွေးခဲ့ကြပါတယ်။ဟုတ်ကဲ့နောက်ဆုံးအနေနဲ့နားကြောင်သူတွေဆက်လက်စဉ်းစားဆင်ခြင်ဖို့မေခွန်းလေးထုတ်ချန်ထားခဲ့ခြင်းပါရရှင်။ ဒီအခန်းထဲမှာအေလီယာလိုတန်ကိုကြီးယေစုတောင်းခြင်းမျိုးကိုအားပေးထားတယ်လို့လယ်သမားလိုစိတ်ရှိရှိစောင့်ဆိုင်ဖို့ကိုလည်းတိုက်တွန်းထားတယ်။ဒီတော့ဖျားခင်တန်ကိုတော်ကိုတက်ချွတ်ဆုံးရှာဖွေတောင်းခံခြင်းနဲ့ကြုံလာတဲ့အခြေအနေလေးကိုလက်ခံစောင့်ဆိုင်ခြင်းဆိုတဲ့အချက်နှစ်ခုကြားကတင်းမာမှု tension ကိုကျွန်တော်ဘလိုဟန်ချက်ညီနီကိုင်းတွေ့ထိရှင်းနိုင်မလဲ။ဘယ်ချိန်မှာအေလီယာလိုဆုတောင်းမလဲ။ဘယ်ချိန်မှာလယ်သမားလိုစောင့်ဆိုင်မလဲဆိုတာကိုဘလိုပိုင်းခြားသိမြင်နိုင်မလဲ။ ဒါမှမဟုတ်ရင်စီးဆိုင်ဥစ္စာနဲ့တရားမျှတမှုအပေါ်ရှင်ရာကိုရပြင်းထန်တဲ့စကလုံးတွေကိုပြန်ကြည့်ရင်လေဒီရှေးဟောင်းကျန်းစာကတင်ကြားတဲ့မှုတွေကိုဒီနေ့ခေတ်ကမ္ဘာလုံးဆိုင်ရာရှုပ်ထွေးတဲ့စီးပွားရေးစနစ်နဲ့အလို့သမားဆက်ဆံရေးတွေထဲမှာဘလို့လက်တွေ့ကြကြပြန်လဲအတိအပယ်ဖွင့်ဆိုပြီးအသုံးချနိုင်မလဲဒါတွေကတော့ကျွန်တော်ဆက်ပြီးတွေးတောဆန်ကျင်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်ရှင်